Hello အားလုံးပဲမိကြပါအောင် United Show ကနေယူဆိုပါရယ်ဒီဒီဘက် weekend မှာကျွန်တော် အမျော်လင့်ဆုံးအရာတစ်ခုကျွန်တော်ရှိတယ်ဒီလားနော် brother တို့တော့မသိဘူးအဲ့ဒါအဓိကအရေးကြီးဆုံးကတော့အသင်း၃မှတ်နိုင်ပြီးတော့ကျွန်တော်တို့ဒါ live set တွေပါလေအနိုင်ရဖို့ပေါ့လေအဲပြီးလို့ရှိရင် clean sheet တွေပါလေတက်နိုင်နေများကျွန်တော်ယူနိုင်ဖို့ MOD နိုင်ပွဲဆက်ဖို့ Manchester United နိုင်ပွဲဆက်ဖို့ပေါ့ဒါပေမဲ့အဲ့ဒီတဲကမှကျွန်တော်အလိုချင်ဆုံးအရာတစ်ခုရှိတယ်သိလား Benjamin Shesko ကိုဂိုးသွင်းဖို့ပဲ Benjamin Shesko ကိုဂိုးသွင်းဖို့ပဲဘာလို့လဲဆိုတော့ တကယ်ပြကျွန်တော်တို့ဒီဒီကျွန်တော်တို့ဒီဘက်ခေတ်က stress တွေတည်တယ်မလား twin go ဘယ်နှကိုရှိတယ်ဖန်တီမှုဘယ်နှလုံးရှိတယ်တည်တယ်မလားတကယ်တကယ်ကွင်းထဲမှာဘယ်လောက်ပဲကောင်းနေနေဒါမျိုးတွေနဲ့ပဲအမြဲတမ်း judge လုပ်ကြတယ်ဆိုတဲ့အခါကျတော့တိုက်စစ်မှုတယောက်တွေတိုက်စစ်ကစားမတယောက်တွေ twin go တွေဖန်တီမှုတွေမပိုင်ရင်ဘယ်လောက်ကောင်းကောင်းတည်တယ်မလားဟိုမမြင်ကြဘူးဗျအဲ့တော့ဒီမီဒီယာတွေကိုလုံးဝပေါ့နော်အမှားကြောင်တက်တည်ပြနိုင်ဖို့အတွက်ပြင်ကျွန်တော်ဘင်ဂျမင်ရှက်ကိုဂိုးသွင်းတာကိုကျွန်တော်အမြင်ချင်ဆုံးပဲတည်လား တော့ရှက်ကူဟာပြီးခဲ့တဲ့ကျွန်တော်အနေနဲ့ဘရိုက်တန်နဲ့ပွဲမှာဆိုလို့ရှိရင်ဖန်တီးမှုတစ်ကြိမ်ရှိခဲ့တယ်။ twin ကိုသူမရခဲ့ဘူး။ဒါပေမဲ့လည်းလို့သူ့ရဲ့ performance overall performance တပွဲလုံးရဲ့အနေထားကိုကျွန်တော်တို့ကြည့်ရင်ဘလောက်ကောင်းလဲညီကတို့မြင်နိုင်တယ်ဘလောက်ကြည်နေဆရာကောင်းလဲကျွန်တော်မြင်နိုင်တယ်ဗျာ။ဆိုတော့ Matthews ကညာတို့လိုပဲကုညာဆိုလို့ရှိရင်လည်းပဲ twin ကိုဒါကျွန်တော်အနေနဲ့ဘရိုက်တန်နဲ့ပွဲမှာစပြီးတော့ရတာ။ဖန်တီးမှုလည်းဘာလို့ကျွန်တော်တို့ကတိတ်မရှိသေးဘူးဆိုပေမဲ့လို့သူ့ရဲ့ overall performance ဒီကိုကြည့်ရင်တကယ်ကောင်းတဲ့ရလက်တွေကိုကျွန်တော်တို့ကလှုပ်ပြထားတာ performance တွေလို့လှုပ်ပြထားတာ။ ဆိုတော့ဗောနော်အဲ့တော့ကျွန်တော်အနေနဲ့ဒီမီဒီယာတွေကကျွန်တော်အရင်ခါတုန်းကတော့မပြောခဲ့ပါသေးတယ်သိတယ်မလားဒီအဆိုပါဆုံးခေါ်ယူမှုတွေတည်းမှာဆိုလို့ရှိရင်ဘင်ဂျမင်ရှက်ကူတို့လိုကစားမားတွေကိုကျွန်တော်ဒါထိတ်ဆုံးနှီးပါးကကျွန်တော်ထည့်ထားပြီးတော့ရှက်ကူတဲ့ပူဆူးနေပါတယ်ဆိုတဲ့ကစားမားတွေကိုရှက်ကူလောက်မဆူးဘူးဆိုတဲ့ပုံစံမျိုးနဲ့မီဒီယာတွေရဲ့ဘက်ကတောက်လျှောက်ဆိုလို့ကျွန်တော်တို့ကိုထုတ်ထည့်ထားတာဗျာဘင်ဂျမင်ရှက်ကူရဲ့ခေါ်ယူမှုကအဆိုပါဆုံးဆိုတဲ့ပုံစံမျိုးတွေဒီအက်သလက်တီလိုမျိုး နေရာကြီးကနေပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲကြေးထားတာဒါအဲ့တုန်းကလည်းကျွန်တော်ပြောခဲ့ကြပြီးသားဒါဗီမဲ့လို့ဘယ်တော့ဘင်ဂျမင်ရှက်ကိုကအဲ့ဒီဒုံကလေးကနေပြီးတော့သူ့ရဲ့တက်တီတွေကိုကျွန်တော်ပြတာပဲ twin ကိုရှိချင်မှရှိမယ်ဖန်တီးမှုတွေရှိချင်မှရှိမယ်ဒါပေမဲ့ overall performance နဲ့အသင်းအပေါ်မှာကစားသမားတွေအပေါ်မှာကူညီပေးနိုင်မှုဘလောက်ကောင်းတယ်လဲဆိုတာကျွန်တော်ကောင်းကောင်းမြင်နိုင်တာပဲဆိုတော့ဒါနဲ့မလုံတော့ဘူးဆိုတော့ဒီလိုမီဒီယာတွေဒီလိုမီဒီယာမျိုးတွေကိုကျွန်တော်တို့ကဖြည့်ဖြတ်ပြနိုင်ဖို့တက်တီပြနိုင်ဖို့အတွက်ဘင်ဂျမင်ရှက်ကိုဂိုးသွင်းတာကိုကျွန်တော်မြင်ချင်းတယ်ဘာနဲ့ပြောရရင် ဟိုနောက်တစ်ခုက Nordian Forest ကပေါ့နော်ကျွန်တော်တို့ဒီယာဒီမှာတိုက်စစ်က9ဂိုးလားပဲမသိဘူးကျွန်တော်ရပါသေးတယ်ခန်စစ်က18ဂိုးအထိပြီးထားရတယ်ကိုယ်ပွဲမှာဆိုတော့ Nordian Forest ရဲ့ခန်စစ်ကိုကျွန်တော်ကတော့ဂိုးသွင်းနိုင်လိမ့်မယ်လို့ထင်တယ်အဲ့လိုဂိုးသွင်းနိုင်တဲ့အနေအထားမှာ Sheshko ရဲ့ twin ဂိုးတွေကိုကျွန်တော်အဓိကမြင်ကျင်တယ်ဗျာဒီလိုမီဒီယာတွေကိုတက်တီပြပြီးတော့လုံးဝဟိုဘယ်လိုပြောမလဲသူတို့ရဲ့တန်တရားတွေ တို့ရဲ့ထင်ထင်မြင်ချက်တွေကိုကျွန်တော်တို့ကမှားကြောင်တက်တည်ပြနိုင်မှုအတွက်အဒီနေရာမှာဝေဖန်တာတို့သိတယ်မလားနော်ဟိုတို့ရောဘယ်လိုရောမလို့ပိုင်းခြားတာပိုင်းခြားတာတို့သိရမလားဆွေးနွေးတာတို့ဆိုတာတော့ရှိတယ်ပေါ့လေဒါပေမဲ့လို့အသင်းတို့ရဲ့အဓိကလိုအပ်လို့ခေါ်ခဲ့ပါတယ်ဆိုတော့လူငယ်တိုက်စစ်ကစားမတစ်ယောက်မတူညီတဲ့လိကနေပြီးတော့လာတဲ့လူငယ်တိုက်စစ်ကစားမတစ်ယောက်ကိုကျန်တဲ့ကစားမတွေကိုသိတယ်မလားအချိန်ပေးရမယ်ပညာပညာပြောနေကြတဲ့အချိန်မှာကိုရီကစားမကိုအဲ့လိုမျိုး flop ပုံစံမျိုးရေးထားတာ လုံးဝအဆူဝါဆုံးခုံယူမှုဆိုတဲ့ပုံစံမျိုးရေးသားထားတာတွေကိုဒါမျိုးခြိဖြက်ပြနိုင်မှုလိုတဲ့ twin go တွေဖန်တီးမှုတွေကောင်းလုံးတဲ့ performance တွေနဲ့နောက်အခုလက်ရှိ Brian Avumo ကိုကျွန်တော်တလတာ nominee scene နဲ့မှာမြင်ရတယ်လို့ပဲအဲ့လိုမှမြင်ကျင်တယ်ဗျဘောပေါ်လာတော့မြင်ကျင်တယ်ဆိုတော့ဟို Northern Forest နဲ့ပွဲမှာလည်း Forest ရဲ့ခံစစ်ကို goal twin နဲ့မှကျွန်တော်မျှော်လင့်တယ်ဒီနေရာမှာ Forest ကကိုကိုပွဲမှာ12ဂိုးတိပေးထားရတယ်ဆိုပေမဲ့လည်းလို့ပေါ့နော်ရှောင်းတိုက်ရဲ့လက်အောက်မှာတော့သူတို့ဒီသာခံစစ်ကိုပူပြီးတော့ကိုရီနဲ့တွေ့တဲ့အခါ ဦးစားပေးပြီးတော့ကာကွယ်ဖို့ကြိုးပမ်းကောင်းလေးကြိုးပမ်းလာမှာပေါ့လေနော်။ဘာပဲပြောရမလဲ။ဒီကားကကိုသိန်းကပွဲဆက်ဒီဘာတွေနိုင်နေတယ်ဆိုတဲ့အချိန်မျိုးမှာအသင်းတွေကတော့လွယ်လွယ်ကူကူဂိုးသွင်းဖို့တော့ဘယ်လုပ်တော့မလဲ။နော်ပြိုင်ဘက်တွေသူတို့ရင်ဆိုင်ရမယ့်အသင်းတွေပေါ်မှာမူတည်ပြီးတော့ငါတို့ဒီပွဲမှာတည်ရည်ရရင်ဂျင်းနဲ့ဆရာလားနိုင်ကိုနိုင်ရမယ့်ပွဲမျိုးလား။ဒါမှမဟုတ်ခန်းစီကိုပေးကူများများမပေးရဘူးပဲပိတ်ကစားရမလား။ဒါတွေသူတို့ခွဲချမ်းကြမှာပဲ။နော်စိတ်ဖြာကြည့်ကြမှာပဲ။ Analyze လုပ်ကြမှာပဲ။ တော့အသင်းအတွက်ကတော့ကျွန်တော်ရှေ့ပွဲဒီမှာ Nordian Forest ဂူးဒီအများကြီးပြီးခဲ့ရလို့ဆိုပြီးတော့ကိုအသင်းရဲ့ပွဲမှာဂူးလွယ်လွယ်သွင်းရမယ်လို့တော့ကျွန်တော်ယူဆမထားဘူး။ဒါပေမဲ့တေချာတာတကူကတော့ Nordian Forest ခံစီကိုကိုရီဒုက္ခပေးနိုင်မှုလို့ရတယ်။အဲ့ဒီထဲမှာနိုင်ပွဲ၃မှတ်ကအရေးအကြီးဆုံးပဲ။ပြီးကလင်းရှိပြီးကျွန်တော်က Benjamin Shechko ရဲ့ twin goal တွေဂူးပါဝင်ပတ်သက်မှုတွေကိုမြင်ရဖို့ပဲ။ Shechko ဟာတခြားကလပ်အသင်းရဲ့ကစားသမားတွေအဆင်မပြေနေတဲ့အချိန် AACC ဘယ်မီဒီယာကမှတိတ်ပြီးတော့ဘာမှမဝေဖန်ကြတဲ့အခြေအနေမျိုးမှာဘာမှမလုပ်ရသေးတဲ့ကစားမတစ်ယောက်ပုံမှန်ပွဲထွက်ခွင့်တောင်မှနီးပြားကမပေးသေးတဲ့ကစားမတစ်ယောက်ကိုအမှန်ကန်ဝေဖန်ပြီးတော့ကျွန်တော်ကြီးထားကြတာဒီလိုတန်တရားတွေကိုခြေဖြတ်ပြတာမျိုးကျွန်တော်မြင်ကျင်းတယ်ဒါပေမဲ့ကျွန်တော်တို့ United ပြည်သက်တွေအကုန်လုံးလည်းမြင်ကျင်းကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်ပေါ့နော်ကုညာတို့ဂိုးတွေမရတာအခုဂိုးတွေရလာပြီ Ryan and Bumuru ကောင်းမြင်ကောင်းနေစေပဲဆိုတော့ Benjamin Shesquay ရဲ့ဘက်ကလည်းဖန်တီးမှုတွေပါတယ်ရော Twin ဂိုးတွေရောကျွန်တော်ရှိလာပြီနောက်ဆုံး၃ပွဲမှာ ိုးပါဝင်ပတ်သက်မှု၃ခုထိကျွန်တော်ရှိထားတယ်။ဒါအင်မတန်ကောင်းတဲ့တူးတက်မှုပါ။ဆိုတော့ဒီလာမဲ့ Nordian Forest နဲ့ပွဲမှာဘင်ဂျမင်ရှက်ကူဂိုးရတာမျိုးကိုကျွန်တော်မြင်ချင်းတယ်။နော်ဆိုတော့ညီကလို့ရောဘယ်လိုမြင်ရလဲကျွန်တော်ရှက်ကူဂိုးသွင်းနိုင်လိမ့်မယ်လို့ကျွန်တော်ထင်ကြတာ။ဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။